မင်္ဂလာပါရှင်နိုဝင်ဘာ9ရက်နေ့ညပိုင်းမှာတင်ဆက်ပေးခဲ့တဲ့မြန်မာနဲ့ကမ္ဘာတဝန်းမှာဖြစ်ပျက်ခဲ့သမျှတွေကသတင်းအကြောင်းအရာတချို့ကိုစူးစီးဖော်ပြပေးလိုက်ပါရရှင်သကိုင်းတိုင်းဗမောက်မြို့နယ်တဲကရှမ်းနီတက် SNA နဲ့စစ်တပ်အပြည့်အဝထိန်းချုပ်ထားတဲ့ရွာမှာဖြစ်ခဲ့တဲ့ကဒူးတိုင်းရင်သူစစ်ပေးရှောင်မတန်ဆွဲအမျိုးသမီးအတ္တမပြုကျင့်ကြရမှုကိုစုံစမ်းဖော်ထုတ်ပေးဖို့ SNA ထိန်းချုပ်နယ်မြေတဲကကဒူးအရက်သားပြည်သူတွေရဲ့လုံခြုံရေးကိုအပြည့်အဝအာမခံပေးဖို့အရက်ဘတ်အဖွဲ့တွေကထုတ်ပြန်လိုက်ပါတယ် အောက်တိုဘာ30ရက်နေ့ကဗမောက်မြို့နယ်အလဲရွာမှာကဒူးအမျိုးသမီးတဦးအာဓမပြုကျင့်ခံခဲ့ရပါတယ်။ဒါနဲ့ပတ်သက်လို့ကဒူးအရက်ဘတ်အဖွဲ့အစည်းတွေကသတင်းမှန်ဖော်ထုတ်နိုင်ဖို့မျက်မြင်သက်သေတွေစီတွားရောက်မေးမြန်းစုံစမ်းခဲ့ပြီးကဒူးစာပေနဲ့ရေးကြေးမှုကော်မတီကဒူးအမျိုးသားအဖွဲ့နဲ့ကဒူးလူငယ်များအဖွဲ့ကနိုဝင်ဘာ၄ရက်နေ့မှာထုတ်ပြန်တောင်းဆိုခဲ့တာဖြစ်ပါတယ်။စစ်ဆေးမှုရလဒ်နဲ့ပတ်သက်လို့ထုတ်ပြန်ထားတာမှာအောက်တိုဘာ30ရက်ည9:00နာရီလောက်ကဗမောက်မြို့နယ်အလဲရွာတီလာရှင်ကျောင်းမှာ အသက်60ကျော်အရွယ်တီလာရှင်တစ်ပါးတီလာရှင်ကိုစောက်ရှောက်ပေးနေတဲ့အမျိုးသမီးတဦးကျူးလွန်ခံရသူအမျိုးသမီးနဲ့သူမရဲ့မိခင်တို့အတူရှိနေချိန်မှာလက်နက်ကရဲဘော်နှစ်ဦးရောက်လာပါတယ်။အဲဒီနောက်ကျမ်းမာရေးချို့တဲ့သူအမျိုးသမီးကိုအတင်းဆွဲခေါ်သွားတယ်လို့ဆိုပါတယ်။မိခင်ဖြစ်သူကသူ့သမီးဟာကျမ်းမာရေးမကောင်းသူဖြစ်လို့ခေါ်မသွားဖို့တောင်းပန်ပေမဲ့ဆဲဆိုချိန်မောင်းပြီးတီလာရှင်ကြောင်းရဲတအိမ်ကျော်ကိုအတင်းဆွဲခေါ်အထမပြုကျင့်ခဲ့တာလို့ထုတ်ပြန်ထားပါတယ်။ အဲ့ဒီနောက်ည9နာရီခွဲအချိန်လောက်မှာတီလာရှင်ကျောင်းစီပြန်လည်ပို့ဆောင်ခဲ့တယ်လို့ဆိုပါတယ်။တပ်သေးတွေရဲ့ထွက်ဆိုချက်အရပြစ်မှုကျူးလွန်သူရဲဘော်2ဦးဟာအသက်30အရွယ်ခန့်ရှိပြီးလက်နက်ကိုစီကန်ဆောင်ထားကြောင်းယူနီဖောင်းဝတ်ဆင်ထားပြီးမြညအမှောင်မှာဘက်တစိတ်အမှတ်အသားကိုထင်ရှားစွာမတွေ့ခဲ့ကြောင်းဖော်ပြထားပါတယ်။အလဲရွာဟာ SNA နဲ့စစ်ကောင်စီတပ်အပြည့်အဝထိန်းချုပ်ထားတဲ့နေရာဖြစ်လို့အခုဖြစ်စဉ်ကို SNA ကအလေးအနက်ထားပြီးစုံစမ်းစစ်ဆေးဖော်ထုတ်ပေးဖို့နဲ့ တရားခံကိုစစ်ဥပဒေအရအရေးယူပေးဖို့တောင်းဆိုထားပါတယ်။ SNA ထိန်းချုပ်နယ်မြေထဲမှာကဒူးအရက်သားပြည်သူအများပြားရောက်ရှိနေကြပြီးသူတို့ရဲ့လုံခြုံရေးကိုအပြည့်အဝအာမခံပေးဖို့လည်းတောင်းဆိုထားပါတယ်။ SNA ဟာစစ်တပ်လက်အောက်ခံလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီးဗမောက်၊ဟုံမလင်း၊တမူ၊ကလင်းမြို့နယ်တွေအပါအဝင်စကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်ကတိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကနေပါဝင်တိုက်ခိုက်နေပါတယ်။တိုက်ပွဲတွေအတွင်းမှာလူအခွင့်အရေးချိုးဖောက်တဲ့ပြစ်မှုတွေစစ်ရာဇဝဲမှုတွေကိုလည်းကျူးလွန်နေတယ်လို့ ဒေသခံပြည်သူတွေကပြောပါတယ်ရှင်။နယူးဇီလန်မှာတော့စစ်ကောင်စီရွေးကောက်ပွဲကိုလက်မခံကြောင်းထုတ်ပြန်ပေးဖို့အဆိုကိုလွှတ်တော်ကကန့်ကွက်သူမရှိအတည်ပြုခဲ့ကြောင်းသိရပါတယ်။နိုဝင်ဘာ9ရက်နေ့ကကျင်းပခဲ့တဲ့နယူးဇီလန်လွှတ်တော်မှာမြန်မာစစ်ကောင်စီရဲ့ရွေးကောက်ပွဲကလွတ်လပ်ပြီးတရားမျှတမှာမဟုတ်လို့နယူးဇီလန်အစိုးရအနေနဲ့အဲ့ဒီရွေးကောက်ပွဲကိုအတိအမှတ်မပြုလက်မခံတင်ကြောင်းအဆိုကိုလွှတ်တော်တက်ရောက်လာတဲ့အမတ်အားလုံးကထောက်ခံအတည်ပြုခဲ့တာပါ။အဲ့ဒီအဆိုကို Labour Party က Field Twine Food ကတင်သွင်းခဲ့တာဖြစ်ပါတယ်။အာနာသိန်းစကောက်စီကျင်းပဖို့စီစဉ်ထားတဲ့ရွေးကောက်ပွဲကလွတ်လပ်ပြီးတရားမျှတမှုမရှိတဲ့အပြင်ရေရှည်တည်တဲ့တဲ့ငြိမ်းချမ်းရေးရရှိစေမှာမဟုတ်ကြောင်း New Zealand နိုင်ငံသား၏ဝန်ကြီးကဒီနေ့လွှတ်တော်မှာပြောပါတယ်။ပြီးတော့စစ်တပ်ရွေးကောက်ပွဲအပေါ်ဝေဖန်သူတွေကိုလည်းဖိနှိပ်တဲ့ဥပဒေတွေပြဋ္ဌာန်းထားကြောင်းသူကဆက်ပြောတာပါ။ဒါအပြင်ကုလသမဂ္ဂလုံခြုံရေးကောင်စီကချမှတ်ထားတဲ့ဆုံးဖြတ်ချက်တွေနဲ့အာဆီယံကောင်ဆောင်တွေချမှတ်ထားတဲ့တူညီစံတ၅ရက်ကို လက်တွေ့ကျကျအကောင့်ထဲဖော်ပေးဖို့တောင်းဆိုကြောင်းလဲနိုင်ငံသား၏ဝန်ကြီးကပြောပါတယ်။အာနာသိစစ်ကောင်စီလက်ရှိစီစဉ်ထားတဲ့အစီအစဉ်အတိုင်းရွေးကောက်ပွဲကိုကျင်းပမယ်ဆိုရင်ယုံကြည်နိုင်ပွဲမရှိကြောင်းသူကသတိပေးပါတယ်။တစ်ဖက်မှာလည်း NUG အပါအဝင်တော်လှန်ရေးအင်အားစုတွေကအာနာသိစစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာအတုအယောင်ရွေးကောက်ပွဲဖြစ်ပြီးကုလသမဂ္ဂအာဆီယံအပါအဝင်အိမ်နီးချင်းနိုင်ငံတွေနဲ့နိုင်ငံတကာအသိုင်းအဝိုင်းကလက်မခံဘဲဆန့်ကျင်ကြဖို့တိုက်တွန်းထားပါတယ်ရှင်။ မန္တလေးတိုင်းတဒဲဦးမြို့နယ်မှာစစ်တပ်ကပေါ်တာဆွဲတာတွေလုပ်နေပြီးအခုအပတ်စဉ်အတွက်လူငယ်တရာထိပေါ်တာဆွဲမယ်လို့မြို့ကန်တွေစီကသိရပါဗျ။စစ်ကောင်စီရဲ့စစ်မှုထမ်းအပတ်စဉ်20အတွက်တဒဲဦးမြို့ပတ်ဝန်းကျင်ကကြေးရွာတွေမှာပေါ်တာဆွဲတာတွေကိုအောက်တိုဘာလနောက်ဆုံးပတ်ကစလုပ်နေပါဗျ။ဒါပေမဲ့လူဦးရေ30ပဲရသေးတာကြောင့်80ထပ်ပြီးခေါ်ယူဖို့လိုသေးတယ်လို့အုပ်ချုပ်ရေးတာဝန်ရှိသူတွေကပြောကြားမြို့ကန်တွေကဆိုပါဗျ။ ဒတဦးမြို့ပေါ်မှာည9နာရီဆိုဘသူမှအပြင်မထွက်ကြတော့ဘူးလို့မြို့ကန်တဦးကပြောပြတာပါစစ်ကောင်စီရဲ့ထွေအုပ်ရဲစစ်သားစုဆောင်းရေးတွေကပူပေါင်းပြီးပေါ်တာဆွဲနေတာလို့အဲ့ဒီမြို့ကန်ကဆက်ပြောပါတယ်ပေါ်တာဆွဲခံရသူအများစုကကြေးရွာတွေဘက်ကနေမြို့ပေါ်ကိုအလုလာလုကြသူတွေဖြစ်ပြီးအလုသွားချိန်မနဲ့အစောနဲ့ညနေခင်းတွေမှာပို့ပြီးပေါ်တာဆွဲလေရှိတယ်လို့ဒေသခံတွေကပြောပါတယ်အခု November လမှာစစ်တပ်ကအပတ်စဉ်20အတွက်စစ်မှုထမ်းခေါ်ယူနေပြီးမန္တလေးတိုင်းအတွင်းက မိထီလာပျော်ပွဲညာဦးကြောက်ပတောင်စတဲ့မြို့တွေမှာလည်းဇက်တိုက်ပေါ်တာဆွဲတာတွေပြုလုပ်နေတယ်လို့သိရပါတယ်ရှင်။ကရင်နီပြည်နယ်မှာပြည်သူနဲ့စစ်ဆောင်တွေစိုက်ပျိုးသီးနဲ့မရိတ်သိမ်းနိုင်စေဖို့နဲ့စားနပ်ရိက္ခာပြက်လက်စေဖို့စစ်ကောင်စီကရည်ရွယ်ချက်ရှိရှိနဲ့တိုက်ခိုက်နေတယ်လို့ကရင်နီလူအခွင့်အရေးအဖွဲ့ KHRG ကနိုဝင်ဘာ9ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။စစ်ကောင်စီကစက်ကွင်းတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်တာစက်ပြိုးသီးနဲ့ရိတ်သိမ်းနေတဲ့ပြည်သူတွေကို drone ပုံအသုံးပြုတိုက်ခိုက်တာတွေကြောင့် ထိခိုက်သေးဆုံးတဲ့အရက်သားတွေရှိနေတယ်လို့ဆိုပါတယ်။ဒါအပြင်ပြည်နယ်ရဲ့စိုက်ပျိုးရေးဧရိယာတွေကိုဥတီစစ်ကြောင်းထိုးတာကြောင့်စိုက်ပျိုးမှုညော့နေလာပြီးလုံခြုံရေးအန်ဒီရီတွေကြောင့်စိုက်ပျိုးထားတဲ့သီးနှံအားလုံးမရိပ်သိမ်းနိုင်တဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရကြောင်းအဲ့ဒီထဲမှာဖော်ပြထားပါတယ်။စပားရိပ်ပြည်သူတွေဖမ်းဆီးခေါ်ဆောင်ခံရတာတစားခံအဖြစ်ဖမ်းခံရတာလူမဆန်စွာနှိပ်စက်ခံရတာတွေကြုံနေရတဲ့အတွက်စိုက်ပျိုးသီးနှံရိပ်သိမ်းဖို့လုံခြုံရေးအန်ဒီရီကိုရင်ဆိုင်နေရပြီး မိသားစုဝမ်းရည်အတွက်စိုးရိမ်ကြောက်ကြမှုမြင့်တက်နေတယ်လို့ KHRG ကအသိပေးပါတယ်။အခုလိုစားနပ်ရိက္ခာနဲ့ဝင်ငွေရလမ်းကြောင်းတွေကိုပိတ်မထားတိုက်ခိုက်တာကလူဒုနဲ့စစ်ဆောင်တွေဝင်ငွေရရှိမှုရပ်တန့်အောင်နဲ့မိသားစုစားဝတ်နေရေးစိန်ခေါ်မှုတွေကနေပြီးရေရှည်မှာအငတ်ပေးကြုံအောင်စစ်ကောင်စီကလှုပ်ဆောင်နေတာလို့ကရင်နီလူအခွင့်အရေးအဖွဲ့ကဆိုပါတယ်။အောက်တိုဘာလအတွင်းကရင်နီပြည်နယ်မှာစစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့်အရက်သား22ဦးဒဏ်ရာရပြီးခုနှစ်ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ ြည်နယ်ရဲ့စပားဆိုင်ခင်တဝက်လောက်ကဒီမော့ဆိုအနောက်ချမ်းမှာရှိပြီးစစ်ကောင်စီကတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေတယ်လို့ကရင်နီဒေသခံတအူးကပြောပါတယ်။တချို့ကအရေးစုံပြီးရိတ်သိမ်းတာတွေလုပ်ပေမဲ့တချို့ကလည်းကြောက်လို့လဲတဲ့မစင်းရဲ့ကြောင်းသူကလက်ရှိအခြေအနေကိုရှင်းပြပါတယ်။ကရင်နီပြည်နယ်ကိုစစ်ကောင်စီကအလုံးအရင်းနဲ့ထိုးစစ်ဆင်လာလို့တိုက်ပွဲဖြစ်ပွားမှုမြင့်တက်လာပြီးစစ်ရှောင်လူဦးရေလည်းများလာတယ်လို့ KHRG ကအသိပေးပါတယ်။လူဦးရေ3သိန်းဝန်းကျင်ရှိတဲ့ကရင်နီပြည်နယ်မှာပြည်သူ2သိန်းကျော်ကစစ်ရှောင်နေရတာကြောင့် အဲ့ဒီအကြက်တဲကိုအရေးပေါ်အခြေအနေဖြစ်သတ်မှတ်ပေးဖို့နဲ့ချိုးဖောက်ခံရတဲ့လူအခွင့်အရေးတွေရော့စေရေးကူညီပေးဖို့ KHRG ကနိုင်ငံတကာအသိုင်းအဝိုင်းကိုတောင်းဆိုလိုက်ပါတယ်ရှင်။အခုဆက်လက်ပြီးတော့ကမ္ဘာတဝန်းကသတင်းအကြောင်းအရာတွေကိုနားဆင်ရမှာဖြစ်ပါတယ်ရှင်။ American အစိုးရရန်ရာလေပတ်မှုတွေရပ်ဆိုင်းထားရတဲ့ shutdown ဖြစ်စဉ်ဟာသမိုင်းတလျှောက်အရှိကြောဆုံးစံချိန်သစ်တန်ခဲ့ပါတယ်။အစိုးရ budget တဲ့ကိစ္စကိုလွှတ်တော်မှာညှိမရတော့တာကြောင့်အော်တိုဗလာတရက်နေ့ကလေးကအစိုးရ shutdown ဖြစ်နေကြတာပါ။ အခုဆိုရင်တော့ shutdown ကာလဟာ36ရက်ထိကြာမြင့်လာပြီး Federal အစိုးရလက်အောက်ခံ agency အားလုံးနှိပပေါ်ထိခိုက်သက်ရောက်မှုတွေရှိခဲ့ပါတယ်။အရင်ကအကြောဆုံးအစိုးရ shutdown စံချိန်ဟာလက်ရှိ American သမ္မတ Donald Trump ရဲ့ပထမအစိုးရတပ်တန်းအတွင်း2018ကို2019နှစ်စန်းပိုင်းမှာ35ရက်ကြာမြင့်ခဲ့ပါတယ်။အတိတုံးက Federal အစိုးရလက်အောက်ခံ agency တချို့တဝက်လောက်သာလုပ်ငန်းတွေရပ်တန့်ရလျှော့ချခဲ့ရတာပါ။အခုခါမှာ American သမိုင်းတစ်လျှောက်အကြောဆုံးအစိုးရ shutdown ဖြစ်လာတဲ့အချိန် အာနာယရီပပလီကန်ပါတီဘက်ကရောအတိုက်အခံဒီမိုကရက်တစ်အင်အားစုတွေကပါဘတ်ဂျက်တဲ့ကိစ္စအတွက်အလျှော့ပေးပြီးညှိနှိုင်းမှုတွေမရှိဘဲတင်းခံနေကြဆဲဖြစ်ပါတယ်။ဒီမိုကရက်တစ်ပါတီကတန်းနေချီတဲ့အစင်းရဲနွမ်းပါတဲ့အမေရိကန်ပြည်သူတွေအတွက်ဂျမားရေးဆောက်ရှောက်မှုစည်းကိုဘတ်ဂျက်အသစ်ထဲမှာသက်တမ်းတိုးမြှင့်ထည့်သွင်းစေချင်ပါတယ်။ Republican တွေကတော့ဂျမားရေးဆောက်ရှောက်မှုဟာအစိုးရဘတ်ဂျက်နဲ့တီးခြားစည်းကိန်းတွေတင့်နေလို့ပြောပါတယ်။ဒီငင်းပွားမှုကိုလွှတ်တော်ထဲမှာအကြိမ်ကြိမ်ညှိနှိုင်းနေပေမဲ့မအောင်မြင်သေးပါဘူး။ ပေမဲ့နှစ်ဖက်စလုံးကဒီအချက်တဲကိုဖြည့်ရှင်းပြီးသဘောတူညီချက်တစ်ခုခုထွက်ပေါ်လာဖို့လိုလားနေတဲ့အတွက်နောက်ထပ်အချိန်ကြာကြာမဆောက်ရတော့ဘူးလို့သူခန့်စားမိကြောင်းအထက်လွတ်တော် River Plagan အစုအဝေးခေါင်းဆောင်ဂျွန်သွန်းကပြောပါတယ်။လေ့လာသူတွေကတော့ shutdown အချိန်ကြာလေလေ American ပြည်သူတွေရဲ့နေစဉ်လူနေမှုဘဝအပေါ်ထိခိုက်တက်ရောက်မှုတွေစိုးလေလေလို့ထောက်ပြထားပါတယ်။ Federal ဆိုရဝန်တန်းထောင်နဲ့တောင်နဲ့ကြည့်ပြီးလာစားမရကြသေးတယ်လို့ရက်ရှည်ခွင့်တွေသတ်မှတ်ခံထားကြရတာပါ။ ။ဒါ့အပြင်လေချောင်းထိန်းသိမ်းရေးဝန်ထမ်းတွေအများအပြားလည်းခွင့်သက်မှတ်ခံထားရတာကြောင့်လေချောင်းခီးစစ်တွေနဲ့ပတ်သက်လို့လည်းနှောင့်နှေးမှုတွေပြဿနာတွေကြုံတွေ့နေရတာဖြစ်ပါတယ်။ American အထောက်အကူတော်မှာတော့ဘတ်ဂျက်ကိစ္စမပြေလည်သေးခင်အတော့အတွင်းမှာအစိုးရရန်တရာပြည်လဲလဲပတ်နိုင်စေဖို့ရေတိုအသုံးစရိတ်တစ်ခုသဘောတူညီနိုင်ရေးညှိနှိုင်းမှုတွေကလည်းအခုထိအကျိုးမထူးသေးပါဘူး။ဒီမိုကရက်တစ်တွေကအစိုးရအနေနဲ့ပြည်သူ့ကျန်းမာရေးဆောက်ရှောက်မှုရန်ပုံငွေတွေကိုအနာဂတ်ဘတ်ဂျက်ထဲထည့်သွင်းဖို့ကတိမပေးသေး၍ ရေတိုဖြည့်ရှင်းမှုတွေမှာပူးပေါင်းဖို့အငင်းဆိုထားပါတယ်လက်ရှိအစိုးရသုံးစိဟာနိုဝင်ဘာလ22ရက်နေ့အထိပဲလက်ကျန်ခွဲတန်းရှိတော်တာကြောင့်အဒီမတိုင်ခင်သဘောတူညီမှုတစ်ခုရှာဖွေဖို့လဲပါတီနေ့ရက်စလုံးအတွက်အဖြစ်အားဖြစ်နေပါတယ်အခုသတင်းပတ်အတွင်းမှာလည်းထင်ရှားမြင်သာတဲ့တိုးတက်မှုတွေရှိမလာဘူးဆိုရင်တော့အခြေအနေတွေကလာမယ့်သတင်းပတ်တွေမှာပိုပြီးခက်ခဲသွားလိမ့်မယ်လို့သွန်းကသတိပေးသွားခဲ့ပါတယ်ရှင်အမေရိကန်နိုင်ငံရဲ့ကန်တက်ကီပြည်နယ်မှာကုန်တင်လေယာဉ်တစ်စီးပြတ်ကျလို့ အနည်းဆုံးလူ3ယောက်သေဆုံးခဲ့ကြောင်းသိရပါတယ်။နိုဝင်ဘာ၄ရက်နေ့တုန်းက Louisville မြို့မှာရှိတဲ့မူဟာမက်အလီနိုင်ငံတကာလေဆိပ်နားမှာလေရင်ပြတ်ကျခဲ့တာဖြစ်ပါတယ်။လေရင်ပြတ်ကျမှုကြောင့်မြေပြင်မှာရှိတဲ့အစည်းအဝေးလုပ်ငန်းဆိုင်ရာအဆောက်အအုံတချို့လည်းမီးဆွဲလောင်ခဲ့တယ်လို့မြန်မြန်တချို့ကပြောပြပါတယ်။ကန်တကီပြည်နယ်အုပ်ချုပ်ရေးမှူးအန်ဒီဘီရှာကဒီဖြစ်ရဟာတကယ့်ကပ်ဘေးတစ်ခုလို့ပြောကြခဲ့ပြီးဒေသခံတွေအနေနဲ့ဘေးကင်းလုံခြုံစေဖို့အတွက်အာနာပိုင်းတွေညွှန်ကြားတဲ့အတိုင်းတိတိကျကျလိုက်နာကြဖို့တိုက်တွန်းထားပါတယ်။ လလောဆယ်မှာတော့အသေးအပြောက်၃ရောက်ရှိတယ်လို့နားလည်ထားကြောင်းဒါပေမဲ့အဲ့ဒီထက်အများကြီးတိုးလာမယ်လို့လည်းသူယူဆကြောင်းဘီရှာကဆိုပါတယ်။ဒညာရသူလည်း၁၁ရောက်ထပ်မနေရှိနေတာပါ။မြေပြင်မှာရှိနေတဲ့အလုသမား၂ယောက်လည်းပျောက်ဆုံးနေပြီးအဆောက်အုံကြီးနှစ်ခုလည်းထိခိုက်တက်ရောက်မှုတွေရှိခဲ့တယ်လို့သူကဇက်ပြောပါတယ်။လင်းရဲဝန်ထမ်း၃ယောက်စလုံးကတော့တိဆုံသွားပြီလို့ယုံကြည်ရပါတယ်။ပြည်နယ်အုပ်ချုပ်ရေးအာဏာပိုင်အရာရှိနောက်တစ်ယောက်ကတော့ပြတ်ကျတဲ့လင်းရဲဟာလောင်စာဆီဂါလန်၃၈၀၀လောက်တင်ဆောင်လာခဲ့တယ်လို့ သတင်းတော်တွေစီအတည်ပြုခဲ့ပါတယ် American Federal လေကြောင်းအာဏာပိုင်အဖွဲ့ FAA ရဲ့ကြေညာချက်အရလေရင်ဟာဟာဝိုင်ပြည်နယ်ရဲ့ဟိုနိုလူလူမြို့စီဥတီပြန်တက်သွားပြီးမကြခင်မှာပဲပြတ်ကျသွားခဲ့တာလို့သိရတာပါအဲ့ဒီလေရင်ဟာကုန်တင်မှုအဓိကအသုံးပြုလေရှိကြတဲ့ McDonnell Douglas MD11 အမျိုးအစားဖြစ်ပါတယ်လေရင်ပြတ်ကျမှုအပြီးမှာတော့လေဆက်ရဲ့အဝင်ထွက်ခရီးအလုံးကိုယာယီဆိုင်းငံ့ထားပြီးလေရင်ကွင်းကိုလည်းပိတ်ထားခဲ့ရပါတယ် လေရန်ဘာကြောင့်ပြတ်ကျရသလဲဆိုတာကိုတော့တိတိကျကျမသိရသေးပါဘူး။ American ရဲ့အကြီးမားဆုံးကွန်ပျူတာတည်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ United Parcel Service UPS ကအဲ့ဒီလေရန်ကိုပိုင်ဆိုင်တာဖြစ်ပါတယ်။ Kentucky ပြည်နယ်ဟာ UPS ရဲ့အကြီးမားဆုံးကုန်စည်ထုတ်ပို့တည်ယူရေးဌာနကြီးတရှိတဲ့ပြည်နယ်လို့လည်းသိရပါတယ်ရှင်။သောဝဲချင်းညခံရတဲ့အတွက်ပြောပြတတ်အောင်ဂုံယူမိကြောင်းဒေးဗစ်ဘတ်ဟန်ကပြောပါတယ်ဗြိတိန်ရဲ့ဘောလုံးအားကစားနဲ့ လူအဖွဲ့အစည်းအတွက်ဆွမ်းဆွမ်းတမန်အထုတ်ပေးခဲ့မှုအတွက်ချောပင်ကအင်္ဂလန်လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင်ဟောင်းကိုအခုစာပွဲအချင်းမြင်ကြတာဖြစ်ပါတယ်။ဘတ်ဟန်ကစာပွဲရောက်မဲ့သူတွေအစည်းအမနှစ်စွမ်းပိုင်းကလေးကပါဝင်ခဲ့ပြီးနိုဝင်ဘာ၄ရက်နေ့တုန်းကဘက်ကိုင်းရောက်မှအခမ်းအနားနဲ့သူကောင်းပြုခံခဲ့ရတာဖြစ်ပါတယ်။သူ့အနေနဲ့ဒီထက်ဂွန်ယူစရာမရှိတော့ဘူးလို့အသက်50အရွယ်ဘတ်ဟန်ကဆိုပါတယ်။သူဟာနိုင်ငံကိုဘလောက်ချစ်တယ်လဲဆိုတာလူတိုင်းသိကြောင်း ပြီးတော့တဝင်မိသားစုကသူနဲ့သူမိသားစုအပေါ်ဘလောက်လွှမ်းမိုးနိုင်တယ်လဲဆိုတာကိုမကြာခဏပြောပြဖို့ကြောင်းသူ့ဘဝတစ်လျှောက်ကမ္ဘာအနှံ့ကိုလက်လည်သွားလာရင်နဲ့နိုင်ငံရဲ့တဝင်မိသားစုအကြောင်းကိုလူတွေအများကြီးစီပြောပြခွင့်ရတာကလည်းကံကောင်းမှုတစ်ခုအဖြစ်ခံယူကြောင်းဘတ်ဟန်ကဆိုပါတယ်ဝင်းစာရဲတပ်ကြီးမှပြုလုပ်ခဲ့တဲ့သူကောင်းပြုပွဲအခမ်းအနားကိုဘတ်ဟန်နဲ့တူဇနီးဖြစ်သူဗီတိုရီယာဘတ်ဟန်ဘတ်ဟန်ရဲ့မိဘနှစ်ပါးတို့တက်ရောက်ခဲ့ကြတာပါဖက်ရှင်နဲ့ဒီဇိုင်းနယ်ပယ်ကအထူးရွှန်သူတူအဖြစ် 2019မှာ OBE ဝက်ချင်းမြခံခဲ့ရဘူးတဲ့ Victoria ကဇာဝဲယူမဲ့အခမ်းအနားမှာခင်မွန်းတဲ့ရဲ့ပွဲတော်ဝတ်ဆောင်ကိုသူကိုယ်တိုင်ချုပ်ပေးခဲ့ပါတယ်။ Chopin ကအဲ့ဒီဝတ်ဆောင်ကိုအတော်လေးသဘောကျနေခဲ့တယ်လို့လည်း Butthan ကဆိုပါတယ်။ Butthan ဟာအင်္ဂလန်လက်ရွေးစင်အသင်းအတွက်135ပွဲကစားခဲ့ပြီးအသင်းခေါင်းဆောင်တာဝန်ကို6နှစ်ကြာထမ်းဆောင်ပေးခဲ့တာပါ။ Manchester United နဲ့ Real Madrid တို့လိုကမ္ဘာကျော်ဘောလုံးကလပ်တွေမှာပါဝင်ကစားခဲ့တဲ့ Butthan ဟာ အင်္ဂလန်အတွက်ကမ္ဘာဖလား၃ချိန်နဲ့ဥရောပဖလား၂ချိန်မှာပါဝင်ရှင်ပြိုင်ပေးခဲ့ပါတယ်။သူဟာ၂၀၁၂ခုနှစ်နွေရာသီအိုလံပစ်ကိုဗြိတိန်နိုင်ငံလန်ဒန်မြို့ကအင်ရှင်အဖြစ်လက်ခံကျင်းပနိုင်ရတဲ့အတွက်မဲဆွယ်စည်းရုံးမှုမှာအဓိကအကြဆုံးပါဝင်လှူရှားခဲ့ပါတယ်။ဒီအချက်တွေကြောင့်လည်းသူ့ကိုစာဝတ်ချီးမြှင့်ဖို့ဗြိတိန်တော်ဝင်မိသားစုကအဆုံးဖြတ်ခဲ့တာပါ။ဘတ်ထန်ဟာ၂၀၀၃ခုနှစ်ကတည်းကအဲလစ်ဘတ်ဘီယမကြီးရဲ့ OBE ဘွဲ့ချီးမြှင့်ခံခဲ့ရဖို့ပါတယ်။အဲလစ်ဘတ်ဘီယမကြီးကွယ်လွန်တဲ့အခါမှာတော့ ရုပ်အလောင်းကိုနောက်ဆုံးနှုတ်ဆက်ဂါရဝပြုဖို့ဘတ်ထန်ဟာတခြားပြည်သူတွေနဲ့အတူပဲ12နာရီကြောကြအောင်တန်းစီစောင့်ဆိုင်းခဲ့ရတာပါ2024မှာတော့သူဟာဘရင်ဖောင်ဒေးရှင်းရဲ့အတန်အမတ်တူဖြစ်လာပြီးချောပြင်းရဲ့ပညာရေးအားပေးမှုအစီအမံမှာပါဝင်ကူညီခဲ့ပါတယ်လလောဆင်မှာတော့ဘတ်ထန်ဟာအမေရိကန်နိုင်ငံမှာအဓိကအခြေချနေထိုင်ပြီး American Major League ဘောလုံးကလပ် Inter Miami ရဲ့ပူးတွဲပိုင်းရှင်အဖြစ်လုပ်ကိုင်နေပါတယ်ရှင် People's Fan ကတင်ဆက်ပေးခဲ့တဲ့ မြန်မာနဲ့ကမ္ဘာတဝန်းကသတင်းအကြောင်းအရာတွေကိုကြည့်ရှုနားဆင်တဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်။